Hello အားလုံးပဲမင်္ဂလာပါ Aris တဲ့ဟိလာပိုင်း Cash Reading Page မှာကြိုဆိုပါရစေ။ Aris အခုလုပ်ပေးမယ့် reading က caption တင်ထားတဲ့အတိုင်းပဲ yes or no reading ပေါ့နော်။ Aris ဒီမှာ group နှစ်ခုပဲခွဲပေးထားတယ် yes ရဲ့ no ရဲ့ပေါ့နော် just kidding အဲ့တော့အာဒီအဝါရောင်လေးက group number 1ပါဒီအစိမ်းရောင်လေးက group number 2ပါ Rich အမြဲတမ်းပြောနေကြတဲ့အတိုင်းပဲကိုယ့်ရဲ့စိတ်ကို တည်တည်ချာချာကိုလုံးဝ intuition ကိုနားထောင်ပြီးတော့ကိုစိတ်ထဲကနေ drone အဖြစ်ဆုံး group တခုတည်းကိုပဲရွေးပါအကယ်၍ကိုကမေးခွန်းများနေရဆိုလို့ရှင်လည်းဘယ်မေးခွန်းအတွက်ကဘယ် group ဘယ်မေးခွန်းအတွက်ကဘယ် group ဆိုပြီးတော့တည်တည်ချာချာလေး group လေးခွဲပြီးတော့ရွေးဖို့ rich ပြောချင်တယ်ပေါ့နော် rich ကဒီမှာ group ကတော့နှစ်ခုလည်းပဲခွဲပြီးထားတယ်မေးခွန်းတရားစဉ်းစားပြီးတော့မှတည်တည်ချာစိတ်ထဲကနေမေးခွန်းမေးပြီးတော့မှတော့ group လေးရွေးပါလို့လည်းပြောချင်တယ်အဲ့တော့ video post နေပြီးတော့ပဲဖြစ်ဖြစ်ဒီ video ရဲ့ comments မှာ rich ဒီပုံလေးကိုပြန်ပြီးတော့ တင်ပြီးထားမယ်ပေါ့နော်အချင်းကြကြပေးပြီးတော့ရွေးချင်တဲ့သူတွေက comment ကပုံလေးမှာရွေးပါလို့ rich ကပြောချင်ပါတယ် okay အဲ့တော့ဒီ group 1 2ရှိတာ group number 1ကနေ reserve ပြီးတော့ဖြည့်ပေးပါမယ်နော် Hello ဒီ group number 1ကိုရွေးချယ်ထားတဲ့သူတွေအားလုံးအတွက် Arish က yes or no မေးခွန်းမှာဗာအဖြေကြားမလဲစပြီးတော့ကြည့်ပေးပါမယ်ကကလေးတွေအရင်ဆုံး share လုပ်ပါမယ်เนาะကိုယ့်ရဲ့မေးခွန်းကိုတေချာစဉ်းစားပြီးတော့အားလုံးစိုက်ပြီးတော့ ဒါမေကွန်လေးမေးပြီးဒီအဖြေလေးကိုကြည့်ကြအောင်နော် base of the deck က knight of pentacles နောက်တစ်ခါက the hangman နောက်တစ်ခါက seven of pentacles okay အတော့ rich ကလေဒီ angel message လေးနဲ့ပါတခါတယ်ထပ်ပြီးကြည့်ပေးအောင်မယ်ပေါ့နော်အဖြေပြီးမှဖြေပြီးမယ်နော် express your individuality တဲ့ okay အဲ့တော့ risk ကလေးတွေစီမင်းပြန်လာခဲ့ပါမယ်เนาะခဏလေးပါ hello i'm back so let's start the reading အဲ့တော့ risk general answer အရင်ပြောပြပေးမယ်ပေါ့เนาะ yes လား no လားပေါ့အဲ့တော့မိကုန်းကကိုဘာမေးထားသည်ဖြစ်စေ general answer ကို um ယူပါပေါ့เนาะ risk ဒါလေးပြောခြင်းနဲ့အဲ့တော့ generally အဖြစ် yes or no ပါဖြစ်မလဲ risk ဒီမှာမြင်တာကတော့ yes လည်းမဟုတ်ဘူး no လည်းမဟုတ်ဘူး group 1တွေက maybe လို့ပြောလို့ရတယ်ပေါ့เนาะအဲ့ဒါအပြင်ကို rich ဒီမှာမြင်တာကအဖြေက yes ဖြစ်ဖို့အတွက်ကိုတော့လေအချိန်အကြာကြီးဆောင်ရမယ်အချိန်အကြာကြီးဆောင်ရမယ်အာပြီးရင်အခုလက်ရှိကိုယူနေတဲ့ action တွေကို ပုံစံချင်းဖို့လိုအပ်တယ်ကိုကနှုတ်တုတ်ကြီးထိုင်ဆောင်နေရလားဒါဆိုလို့ရှင် action ယူဖို့လိုမယ်เนาะအဲ့တော့ rich ဒီမှာမြင်တာက အလုံးဝ absolutely no တော့မဟုတ်ဘူး crew 1တွေကလေဖြစ်လာနိုင်ကြတော့အများကြီးရှိတယ်ခုနရစ်ပြောသလိုပဲလက်တွေ့မှာရှိနေတဲ့ action တွေအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့အနာဂတ်ကအများကြီးတာသွားမယ့်ပုံစံမျိုးမှာတွေ့ရတယ် um sooner or later aristima မြင်တာအကိုတခုခုနဲ့ပတ်သက်ပြီးတော့ဗောနော် ချင်းချင်းနေတာမျိုးဆိုလို့ရှိရင်ကိုအလုပ်ငန်းအကောင့်ထဲပေါ်ချင်တာတော့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့မေးထားတာမျိုးတို့ဆိုလို့ရှိရင်တော့အဖြေဒီ yes ဆိုတာမျိုးကအခုလာမယ် winter season เนาะအဲ့တော့အဆောင်းတွင်ဆောင်းရသည်ပေါ့เนาะအဲ့တော့ကိုနေတဲ့နိုင်ငံရဲ့ alike winter season မှာပြေဝလာဖို့တော့ရှိတယ်အဲ့တော့အခုလက်ရှိမှာရှိနေတဲ့ action တွေကိုတော့တည်တည်ကြကြတတကြကြနဲ့ကိုကိုတိုင်းကလည်း action ယူပါလို့ rich ပြောခြင်းနဲ့တချို့တွေကကြတော့အချိန်ကြာကြီးဆောင်းရမယ်ပေါ့เนาะအဲ့တော့ rich ဒီမှာ um အလောက်ကံကိုရေးချင်ရေးစီးပွားရေးပညာရေး career လမ်းကြောင်းနဲ့ပတ်သက်ပြီးမေးထားတဲ့သူတွေက အနေထားတွေဒီဖြစ်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 ချင်းစီပုံမှန်သွားနေတယ်ဆိုတာမျိုးကိုတော့ rich ဒီမှာတွေ့ရတယ်အခုလောလောဆယ်မှာ maybe အခြေအနေက stack ဖြစ်ကောင်းဖြစ်နေလိမ့်မယ်နောက်နေနေတာမျိုးတွေကြံ့ကြာနေတာမျိုးတွေရှိကောင်းရှိမယ်ဒါပေမဲ့အနာဂတ်မှာကိုကိုယ်တိုင်ကဆွဲမလျှော့ဘူး invest လုပ်နေမယ်အာစောင့်ဆိုင်နေမယ်ကိုကိုယ်တိုင်ကလည်းတကယ်ကိုပေါ့နော်အာကိုယ့်ရဲ့ energy တွေရင်းနှီးမြှုပ်နှံပြီးတော့ကိုကိုယ်တိုင်ကတဖြည်းဖြည်းချင်းတရွေ့ရွေ့ချင်းနဲ့ပုံမှန်လေးသွားနေမယ်ဆိုရင်တော့နောက်အနာဂတ်မှာအဖြစ်ဒီ yes ဖြစ်လာဖို့တော့အရန်ကိုများပါတယ် rich ဒီလိုမျိုးလေးတွေ့ရတယ် ယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့အနေထားကအမ်အချင်းအကြာကြီးရင်းနှီးမြုပ်နှံစောင့်ဆိုင်ပြီးတော့မှကို patience အရှိရှိနဲ့သွားပြီးလှုပ်တိုင်းတော့မှာပေါ့နော်အနာကတ်မှာကတကယ်ကိုလုံးဝဟိုမှာရာထူးတိုးဝဲဖြစ်လက်စားအလားစားတိုးဝဲဖြစ်ကိုယ့်ရဲ့စီးပွားချက်တွေမှုပဲဖြစ်ဒီအခြေအနေတွေကဖြစ်မြောက်လာဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့ လုံးဝကြီးအပီးတိုင်ရက်တက်နေတာမျိုးတော့မဟုတ်တရွေ့ရွေ့တရွေ့ရွေ့တရွေ့ရွေ့လေးနဲ့တော့သွားနေတဲ့အနေအထားမျိုးတွေတော့တွေ့ရတယ်အဲ့တော့အာတချို့တွေဆိုလို့ရှိရင် rich ဒီမှာမြင်တာအခုလာမယ့် winter season မှာပေါ့နော်ထူးထူးခြားခြားလေးတွေဖြစ်လာရနိုင်တယ်ဒါလိုမျိုးလေးမြင်နေနောက်တချို့တွေဆိုလို့ရှိရင်အမ်ကိုယ့်ရဲ့လောက်ကင်နိုင်စွမ်းပေါ့နော်ကိုယ့်ရဲ့ talents တွေကိုယ့်ရဲ့ productivity ဒီလိုမျိုးတွေကိုအလောက် အကိုင်းဒီစီးပွားရေးမှာပဲဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်တေချာချပြပါလို့ risk ပြောချင်တယ်တပားသူတွေကိုမမီခုံနဲ့เนาะ team work နဲ့လုပ်ရတဲ့အလုပ်တွေတော့ဟုတ်ကောင်းဟုတ်မယ်ပေါ့เนาะဒီတချို့တွေအဖွဲ့အစည်းနဲ့လုပ်ရတာမျိုး department တစ်ခုလိုက်တော့လုပ်ရတာမျိုးတွေဆိုလို့ရှင်တော့ထားပါတော့ဒါပေမဲ့လည်းအဲ့လိုအနေထားမှာကိုကိုတိုင်းကကိုယ့်ရဲ့ talents ကိုရအောင်ပြပါလို့ risk ပြောချင်တယ်အဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ ဒီပညာရဲ့เนาะကိုယ့်ရဲ့ skills တွေကိုလည်းထပ်ပြီးတော့ upgrade လုပ်ပါမြင့်တင်ပါเนาะလုံးဝကိုတကယ်ကိုပြည့်စုံတဲ့အရန်ဒီပြောရမယ်ဆိုလို့ရှင်အပြည့်နာစာထောက်လို့မရလောက်ကိုယ်မှာပြီးပြည့်စုံတဲ့ experience တွေเนาะ talents တွေရှိနေပြီ skills တွေရှိနေပြီဆိုလို့ရှင်เนาะအနာဂတ်မှာအနည်းဆက်ဆုံးတော့ဆိုရင်တော့ခုန winter season မှာကိုမေးထားတဲ့မေးခွန်းတောင်းရှင်ကိုဖြစ်ချင်တဲ့ဆန္ဒတွေဒီအဖြစ်လုံးဝ yes ဖြစ်လာဖို့ရှိမယ်ဒီလိုပုံစံမျိုးလေးမြင်ရတယ်เนาะအဲ့တော့ကိုယ့်ရဲ့လုံးနိုင်ကိုင်းနိုင်ဆိုကိုတယောက်တည်း မထောင်နိုင်တာမျိုးလေးစ조사ပြပါအောင်လို့ rich ပြောခြင်းတယ်ဒါကတော့အလောက်ကငွေကြေးစီးပွားရေးခြေနေ career ဘိုင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့သူတွေရဲ့မိကုန်းနဲ့ပတ်သက်ပြီး rich ပြပြပေးတာပေါ့နော် okay အဲ့တော့နောက်ထပ်အချစ်ရေးအနေနဲ့ကတော့ rich ဒီမှာအချစ်ရေးအချစ်ရေး um နည်းနည်းလေးတော့စောင့်ဆိုင်းရမယ်အမြင်ရှုထောင့်လေးတွေပြောင်းဖို့လိုအပ်တယ်အခုလက်ရှိကိုကဒီဇိုင်းငုတ်တုတ်ကြီးပဲထိုင်ဆောင်နေတာမျိုးဆိုလို့ရှင်တော့ action လေးပါလေးထထကြွကြွယူပါအောင်လို့ rich ပြောခြင်းတယ်အဲဒီမှာမြင်တာကတော့လေခုနက ဒီစီးပွားရေး career ဘိုင်းနဲ့ပတ်သက်တဲ့ message လိုမျိုးပဲပေါ့เนาะအနေအထားလေးတွေကအချိန်ရေးမှာတဖြည်းဖြည်းတဖြည်းဖြည်းချင်းလေးနဲ့တော့သွားနေတယ် easy 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 လေးနဲ့တော့သွားနေတယ်ပေါ့เนาะအဲ့တော့အချိန်တော့စောင့်အောင်မယ်အ crash တို့ဘာလို့နဲ့ပတ်သက်နေရမျိုးအခုလက်ရှိ dealing stage မှာရောက်နေတဲ့သူတွေ situation ship တွေမေးထားတာမျိုးဆိုလို့ရှင်တော့အချိန်နည်းနည်းတော့စောင့်ရမယ်အအခုထပ်ပို့ပြီးတော့ ရင်းနှီးမြှုပ်နှံမှုအနေထားလေးတွေပေါ့နော်အာတယောက်နဲ့တယောက်လိလာတာမျိုးလေးတွေတယောက်နဲ့တယောက်အခုထပ်ပို့ပြီးတော့ရင်းနှီးဖို့တိဖို့စူးစမ်းအောင်လို့ Rich ကတော့ပြောချင်တယ်အနေထားက Rich ဒီမှာမြင်တာတစ်ဖက်လူသည်ကိုကိုရေရှည်အတွက်ကိုတော့ရည်ရွယ်ထားပြီးသားမျှော်မှန်းထားပြီးသားကိုနဲ့ပတ်သက်ပြီးတော့ရေရှည် long term ထိသွားခြင်းနဲ့သူမှာစိတ်ဆန္ဒရည်ရွယ်ချက်လေးရှိတယ်ကိုကိုဒီ offer ဒီ opportunity ပြောရမယ်ဆိုလို့ရှင်တစ်ဖက်လူရဲ့ဒီ left proposal ပြောထားပါတော့เนาะအဲ့လိုမျိုးသူရဲ့ commitment ကကိုယ့်အတွက်ကိုရေရှည် long term တက်ရည်ရွယ်ထားပြီးတော့သူ့စိတ်ထဲမှာရှိပြီးသားသူ့လက်ထဲမှာဒီ propose ကိုကင်ထားပြီးသားပေါ့เนาะပေးဖို့အတွက်ကိုကိုယ့်ကိုစောင့်ဆိုင်းနေတာအချိန်တယောက်နဲ့တယောက်မရင်းနှီးသေးတာတော့လကောင်တယောက်အကြောင်းတယောက်အရင်မသိသေးတာတော့လကောင်အာဘယ်လိုပြောမလဲဂျားထဲမှာ step by step stage လေးတွေပေါ့เนาะကြော်ဖြတ်ရအောင်မလို့တစ်ဖက်လူဒီ ခဏအချိန်ဆောင်ဆိုင်နေတာဒီလိုပုံစံမျိုးလေးမြင်နေဆိုတဲ့အခါကျတော့အနာဂတ်မှာတော့ဒီ crew 1နေမိထားတဲ့အခြေအနေပတ်သက်တဲ့မိကုံးဆိုရင်ဖြည်သည် yes ဖြစ်လာဖို့တော့ရှိတယ်ဒါပေမဲ့အချိန်လေးတော့ဆောင်ဆိုင်ရမယ်ခဏငါရေးပြောသလိုမျိုးအမြန်ဆုံးဆိုရင်တော့ winter season မှာပေါ့နော်အနေထားလေးတွေတိုးတက်လာဖို့ရှိတယ်အခြေအနေတွေဒီကိုလိုချင်တဲ့ wish လေးတွေ ဖြစ်လာဖို့ကတော့ yes winter season မှာတော့တော်တော်လေး chance များပါတယ်เนาะအဲ့တော့အဲဒီ winter season မှာမထူးကြဘူးဆိုတဲ့သူတွေကအချိန်လေးတွေတော့ထပ်ဆောင်ဖို့လိုအပ်မယ်เนาะ okay အဲ့တော့နောက်တစ်ခုကဒီအခြေအနေမှာလဲကိုကိုတိုင်ကတဖက်လူပေါ်မှာအရန်ကြီး depend on တိတ်မလောက်ပါနဲ့ကိုရဲ့အနေအထားပေါ့နော်ကိုတက်ရောက်တဲ့ရက်တီနိုင်နေဆိုတဲ့ဟာမျိုးလေးကိုလည်းပြတ်တာဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ကိုတဖက်လူပေါ်မှာအရန်ကြီး attachment မထားနဲ့ဒါလေးကိုလည်း risk တစ်ချက်ပြောချင်ပါတယ်နော်โอเคအဲ့တော့ဒီ group 1သမားတွေအတွက် yes or no reading အဖြေကတော့ဒီလောက်ပါပဲ general answer ဒီမေးခွန်းနေခုနအခြေအနေလည်းမဟုတ်ဘူးအာလောက်ကစီးပွားရေးလည်းမဟုတ်ဘူးဆိုတဲ့ဆိုတွေက risk ခုနပြောထားတဲ့ general answer အဖြေကိုယူပေးပါနော်โอเคအဲ့တော့ bye bye အခုလိုမျိုး reading အသစ်တွေကိုမြင်ပြကြည့်ရှုခြင်းတဲ့သူတွေက Reshare Facebook page YouTube channel Telegram channel နဲ့ TikTok ဒါတွေကို join subscribe and follow လုပ်ထားပြီးပြောချင်ပါတယ်ရှင်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ် group one လေးတွေအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးတတ်တာ Hello ဒီ group number 2ကိုရွေးချယ်ထားတဲ့သူတွေအားလုံးအတွက် group 2တွေမေးထားတဲ့ yes or no reading အဖြေကဘာဖြစ်မလဲဆိုတာကို Rich ကကလေးအရင်ဆုံး shuffle လောက်မယ်ပေါ့နော်အဲ့တော့ကိုမေးချင်တဲ့မေးခွန်းကိုတခြားအောင်စိုက်ပြီးတော့အဖြေကဘာဖြစ်လာမလဲ risk တို့ Piano. piece of the deck got page of pentacles the empress now the the wall okay တော့ arish ကဆက်ပြီးတော့ဒီ angel message လေးနဲ့လည်းကြည့်ပေးအောင်မယ်အဖြေလေးကိုပြီးမှပြောပြမယ်နော် အဲ့တော့ risk ကလေးတွေစီပြန်ပြန်လာခဲ့ပါမယ်နော်ခဏလေးပါ Hello I'm back so let's start the reading Okay အဲ့တော့ group 2တွေမိထားတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့အဖြေပေါ့နော် different answer generally yes or no risk ပြောပြပေးမယ်အဲ့တော့အာကိုမိထားတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဒီ general answer yes or no ဆိုရင် risk ဒီမှာမြင်တာဒီ definitely yes ပါ yes နော်အဲ့တော့ဒီမှာကလေ အလောက်ကိုင်းငွေရေးကြီးရေးစီးပွားရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့မေးထားတဲ့သူတွေဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်ပြီးမေးထားတဲ့သူတွေဆိုရင် RST မှာမျက်နှာကအခွင့်အရေးတစုံတရာသည့်ကိုယ်ပွားရတဲ့ကိုမကြခင်အချိန်တော့တွင်မှာဝင်လာတော့မယ်ပြည်စုံတော့မယ်ငွေအမြောက်အများလဲဝင်လာတော့မယ်ဆိုတာမျိုးကို RST မှာတွေ့ရတယ်ရာလူတို့လာစားတို့မှန်းထားတဲ့သူတွေဆိုလို့ရှိရင်အမ် အမြန်ဆုံးသမားတွေက3ဘတ်ပေါ့เนาะအချိန် rich ဒီမှာမြင်ရတာကတော့3လအတော်တွင်တောင်းပန်ခြင်းလေ22ဘတ်အတော်တွင်မှာကိုမေးထားတဲ့အခြေအနေတွေပြည်စုံလာဖို့ရှိမယ်ဖြစ်မြောက်လာဖို့ရှိမယ်စီးပွားရေးသမားတွေအလောက်ကိုင်ဒီလုပ်ငန်းဝင်ရသူတွေဆိုလို့ရှိရင်အခြေအနေအနေထားတွေဒီလုံးဝတဖြည်းဖြည်းတရိပ်ရိပ်နဲ့ကိုအခွင့်အရေးတစ်ခုရလာမယ်ပြီးရင်ဒီအနေထားကနေပြီးတော့ပေါ့เนาะ growth ဖြစ်လာမယ် foundation ခိုင်မာတဲ့အနေထားတစ်ခုစီးပွားတစ်ခုဖြစ်လာဖို့ရှိတယ်ပြီးလို့ရှိရင်တော့ အနာဂတ်မှာလုံးဝနှစ်နှစ်အတွင်းပေါ့နော်အခြေအနေတွေဒီအရန်ကောင်းမွန်တဲ့အောင်မြင်တဲ့အနေအထားတစ်ခုကိုရရှိပြီးတော့ဆောက်ရောက်ပြီးတော့ ကိုကိုတိုင်းကမိသားစုထဲမှာတကယ်ကိုတစ်တပင်ကောင်းရင်ငှက်တစ်တောင်းနားနိုင်တယ်ဆိုရယ်ပုံစံမျိုးအနေထားနဲ့ကိုကိုတိုင်းကတကယ်လုံးဝဟိုထောက်တိုင်တစ်ခုအနေနဲ့ပေါ့နော်စီးပွားရေးမှာလုံးဝအောင်မြင်ဖြစ်ထွန်းလာမယ်ဆိုတာမျိုးကို Orange မှာတွေ့ရတယ်လုံးဝအခြေအနေတွေဒီတည်ငြိမ်တဲ့အနေထားမျိုးနဲ့ကို growth ဖြစ်လာဖို့မြင်ရတယ်အဲ့တော့အခုလက်ရှိမှာအဆင်မပြေနေတာမျိုးတွေအခြေအနေတွေကအမ် နှောက်နှေးနေတာမျိုးကြံ့ကြာနေတာမျိုးတွေရှိနေဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဆက်ရမဲ့ဝတ်ကြွေးလေးတွေအခြေအနေလေးတွေကြောင့်မို့လို့ပေါ့နော်အခုလက်ရှိမှာအဆင်မပြေဖြစ်နေတာလို့ Richmond နဲ့အဲ့တော့ဒီအနေထားတွေအားလုံးအကျွေးချီသွားပြီးအားလုံးဒီဝတ်ကြွေးကုန်ဆင်သွားပြီးပြောမယ်ဆိုလို့ရှိရင် common cycle တစ်ခုပေါ့နော် complete ဖြစ်သွားပြီးပြည့်ပြတ်သွားပြီးဆိုလို့ရှိရင်တော့အနေထားတွေကတောက်လျှောက် တိုးတက်လာဖို့ရှိမယ်အဆင်ပြေလာဖို့ရှိမယ်ဒါလိုမျိုးမြင်ရတယ်အဲ့တော့ဒီမှာ arrangement နာကကြတော့လေအာကိုလိုချင်တဲ့အနေအထားတစ်ခုနဲ့ပတ်သက်ပြီးတော့အာ like ဘယ်လိုပြောမလဲယာရုတို့လာဆောက်တို့ပေါ့နော်ဒါဥပမာပြောတာပေါ့ကိုရဲ့လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်မြင်မြန်ပြေချင်တဲ့သူတွေကအာတက်တက်လို့စားတာမျိုးတွေအာဒီကိုရဲ့ဘာသာတရားလိုက်ပေါ့နော်ဥပုပ်ဆောင်တာမျိုးတွေဒီအထိတ်ချံပြုတ်ပြီးတော့ပေါ့နော် offering လုပ်ပြီးတော့မှာ ဆူတောင်းတိုင်တယ်လို့ရတယ်။လောက်ကြည့်တခုခုထူကြလာလိမ့်မယ်ဒီလိုပုံစံမျိုးမြင်ရတယ်နော်။ Okay အဲ့တော့အချစ်ရေးတော့မေးထားတဲ့သူတွေအတွက်ကို origin မှာမြင်ရတာကကြတော့လေ။ကိုမေးထားတဲ့မိကုံးကဘာပဲဖြစ်ဖြစ်ပေါ့နော်အဖြေဒီ yes အနေထားတွေဒီဖြစ်မြောက်လာဖို့ပြီးပြည့်စုံလာဖို့အတွက်ကခုနအောင်ကဒီအရှိမပြောထားခဲ့တဲ့ timing အတိုင်းပဲ3လအသုံးမဟုတ်22ပတ်အတော်အတွင်းမှာဖြစ်မြောက်လာဖို့ရှိတယ်အမ်ပြီးတော့လေ risk ဒီမှာမြင်တာဆိုလို့ရှိရင်အခုလောလောဆယ်မှာပေါ့နော်အဆင်မပြေတာတွေပါလေဆိုလို့ရှိရင်လည်းဒါခုနအောင်က comic cycle တခုပေါ့နော် complete မဖြစ်သေးလို့ကိုလောလောဆယ်မှာဒီ comic ထဲမှာဖြတ်ကျော်နေရအောင်အခြေအနေကြောင့်မလို့အဆင်မပြေနေတာနှောက်နေနေကြံ့ကြာနေရလို့ risk ကဒီမှာမြင်ရတယ်အဲတခုခုပေါ့နော်ကိုကိုကိုွယ်ရအောင်ကြည်ရဘာသာအလိုက်ကိုကိုလိုချင်တဲ့ suit down နေပါတယ်ရှိတယ်ဆိုလို့ရှိရင်အဲတသက်လှစားပြီးတော့ပဲဖြစ်ဖြစ်နော်အမ် the offering တခုခုပေါ့နော်ကိုရဲ့စားတော့ပုံစံကိုကိုကိုွယ်ရအောင်ကြည်ရဘာသာအလိုက်ကိုဥပုပ်ဆောင်ပြီးတော့ပဲဖြစ်ဖြစ် အဲဆူတောင်းတိုင်တဲပြီးတော့မှပြုလုပ်ကြည့်အဆင်ပြေသွားလိမ့်မယ်ဆူတောင်းပြေလာဖို့ရှိမယ်ဒီလိုပုံစံမျိုးလေးမြင်ရပါတယ်เนาะအဲ့တော့အဲ group 2သမားတွေမှာ တချို့သောအနေအထားတွေပေါ့เนาะအချီရေမိကုန်းနေနဲ့ပတ်သက်ပြီးတော့ကအမ်ပြောရမယ်ဆိုလို့ရှိရင်အခွင့်အရေးရလာဖို့ရှိမယ်အခွင့်အရေးရလာဖို့ရှိမယ်ဆိုတော့အဲ့ဒီရလာတဲ့အခွင့်အရေးကကိုယ့်ကိုပေါ့เนาะအနေအထားတွေဒီ တကယ်ကိုဘယ်လိုပြောမလဲတည်ငြိမ်တဲ့အခြေအနေကို long term ကိုသွားမယ်အခွင့်အရေးတစုံတစ်ခုဖြစ်နိုင်မယ် offer တစ်ခုဖြစ်နိုင်မယ်ဒါဒီတစ်ဖက်လူကပေးလာတာမျိုးလည်းဖြစ်နိုင်တယ်လို့ university ကိုကပေါ့နော်အဲကိုယ့်ရဲ့အခြေအရေးမှာဒီအခွင့်အရေးတစုံတရာချပေးလာတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီအနေထားဒီတည်ငြိမ်အဲတည်တန်းခိုင်မြဲပြီးတော့ပေါ့နော်ရေရှည် long term အထိကိုသွားပြီးတော့တကယ်ကိုလုံးဝအနာဂတ်မှာအရန်ကောင်းမွန်တဲ့အခြေအနေအနေထားတစ်ခုမိမိရဲ့အခြေအရေးမှာပိုင်ဆိုင်လာရဖို့ရှိတယ်ပြောချင်တာကတကယ်ကိုဘယ်လိုပြောမလဲ uh, group 2လေးတွေအနာဂတ်မှာပေါ့နော်အနာဂတ်ဆိုတော့အရန်အဝေးကြီးတောင်မဟုတ်ပါဘူးအခုဒီ near future မှာတင်ကိုကံပွင့်စမ်းပွင့်လူချစ်လူခင်ပေါ့နော်ပြီးလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာ group ဖြစ်လာမှာမျိုးတွေအရန်ဘယ်လိုပြောမလဲယောက်ျားလေးဆိုလို့ရှိရင် handsome အရန်ဖြစ်လာတာမျိုး main ကလေးဆိုလို့ရှိရင်အခုတက်ပို့ပြီးနှာလာတာမျိုးကိုယ့်ရဲ့ physical beauty ရော ပြောဆို inner beauty ရောအကုန်လုံးကိုကိုကိုတိုင်းကလည်းအခုတက်ပို့ပြီးတော့ self love တိုးပြီးတော့ခယူးဆိုင်ဖြစ်လာနိုင်မယ်အဲပြီးတော့လူချစ်လူခင်ပေါ်လာပြီးတော့စမ်းပွင့်ကံပွင့်နေလည်းဖြစ်လာဖို့ရှိမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးမြင်ရတယ်အဲ့တော့ အခြေအနေလေးတွေကတော့ group 2သမားတွေက yes ဆိုတဲ့အတွက်ကြောင့်မလို့ဘာမှအများကြီးထွေးထူးပြောစရာတော့မလိုတော့ဘူးပေါ့နော်အနေထားလေးတွေကတဖြည်းဖြည်းချင်းနဲ့အရန်ကောင်းမွန်လာဖို့ရှိတယ်အခြေအနေတွေကကိုယ့်စီကိုချင်းကပ်လာတဲ့သူเนาะဒီဒါ single လေးတွေဆိုလို့ရှင်ပေါ့နော်အခြေရေးမှာကိုယ် propose လုပ်လာတဲ့သူ offer တစ်ခုခုပေးလာတဲ့သူဒီလိုပုံစံမျိုးတွေလည်းတွေ့ကြုံလာနိုင်နေရှိတယ်ဒီလိုအနေထားကနေပြီးတော့အဆင့်တက်ပြီးတော့ပေါ့နော်တည်ငြိမ်တဲ့အနေထားကနေတယောက်ရဲ့တယောက်ဘဝပေါ့နော်တကယ်နှလုံးအပေါင်းမှာတရွက်ဖြစ်တယ်လို့မျိုးတကယ်ကိုသူနဲ့ကိုယ်နဲ့ပေါင်းတော့မှကဘာကြီးတစ်ခုပြည့်စုံတယ်လို့မျိုးအနေထားတွေအထိ အဆင့်တက်သွားဖို့ရှိမယ်ဒီလိုပုံစံမျိုးလေးတွေမြင်ရပါတယ် okay အဲ့တော့ဒါကတော့ group 2တွေတော့ reading မှာအခုလိုမျိုးဒါ general reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနာတောင်းခြင်းတဲ့သူတွေက official facebook page youtube channel telegram channel နဲ့ tiktok ဒါတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်ရှင့်နောက်ထပ် reading အသစ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ် group 2တွေအားလုံးကျေးဇူးတစ်ပွဲတင်ရှိပါတယ်အားလုံးတတ်တာ